ါရှင်။ဆရာနိုင်ဦးရေးသားထားသောတရားတခါစီကမဟာဒေဝီဆတုစံဒီအပိုင်း73ကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်။ဆိုင်းနဲ့ပတ်သက်ပြီးနန်းလက်ထံမှအကျိုးအကြောင်းသိပြီးနောက်တွင်မူဘိုးကြီးထွန်းအောင်ထံဖုံးဆက်ပြီးဆိုင်းအတွက်လိုအပ်သောအစားအသောက်နှင့်အတော့အဆောင်ပစ္စည်းတို့ပေးပို့လိုကြောင်းခွင့်တောင်းရာဖိုမူကြီးကသူဆန်ဒီကို ခွင့်ပြုလိုက်သည် ယခုလိုခွင့်ပြုခြင်းသည်စစ်ကြဆိုင်ကိုထိမ့်သိမ်းထားသောကိစ္စနှင့်ပတ်သက်ပြီးစစ်အာဏာပိုင်များလက်မှပေါ်ပေါ်ထင်ထင်တာဝန်ယူလိုက်သည်ဟုနားလည်ခဲ့ရပြီးသူဆန်သည့်အနေနဲ့အကောင်းမြင်ခဲ့ပါ၏ဆိုင်ထံပေးပို့ရမည့်ပစ္စည်းပစ္စယတို့ကိုလည်းအသေးအချာစဉ်းစားပြီးရွေးချယ်လိုက်သည်အဝေးအထက်စေဝါနှင့်အိမ်သာသောပစ္စည်းများမှအစားစာရင်းကရိယာအထိဆုံဆုံလင်းလင်းဖြင့် အထုပ်ကိုလည်းမကျင်းလို့မငယ်လို့ရလေအောင်အလောတော်ထုပ်ပိုးပြီးမိသားစုအကြောင်းနဲ့စိတ်တမကြဖို့ဆိုင်းကိုအားပေးထားသောစာတစာကိုလည်းအဖွေရီဘုံမူထံတွားရောက်ပေးပို့ခဲ့ပါ၏ဘုံမူကြီးကလည်းပေးပို့ရမည့်ပစ္စည်းတို့ကိုပြပြငါငါလက်ခံခဲ့သလိုဆိုင်းနဲ့ပတ်သက်ပြီးအာမခံစကားများပင်အကြိမ်ကြိမ်ပြောခဲ့ရာ မကြမ်းမီဆိုင်းနစ်တရားဝင်အဆက်အသွယ်ရတော့မည်ဖြစ်ပြီးသူဆန်နေရဖို့အားတက်ဖွယ်ရာနေရများရှိလာပြန်ပါ၏။တို့ရာတွင်အသည့်ဖြစ်ပေါ်လာသောရှုပ်ထွေးမှုများကိုကသူမနားမလည်နိုင်တော့ဖြစ်ပုံကဒီလိုစိုက်ပြောရင်တတုတူဖို့ရင်းနီစားတန်းစီရေးစီမံကိန်းများအတွက်နိုင်ငံခြားမှမာယူတည်သွင်းထားသောစက်ကရိယာများ ကြောင်မဲသို့ရောက်လာပြီဖြစ်ရာလုပ်ငန်းမနေချာကိုအစီအစဉ်တိုင်းဆက်လုပ်ဖို့သူမကညွှန်ကြားထားပြီဖြစ်ပြီးလိုအပ်တီတို့ကိုမနေချာကလုတ်ကင်နေရာစစ်တပ်ကသူ့ကိုဖမ်းချုပ်လိုက်သလို စက်ကရိယာတို့ကိုလည်းတင်ယူလိုက်သည်အလားတူမန္တလေးရောက်အမေရိကန်တငယ်ချင်းတစ်ယောက်ကတီဘောတို့ဟယ်ရီမွန်ခရီးလာနေဟုသူဆန်နီထံတယ်လီဖုန်းဖြင့်အကြောင်းကြားရာဖုန်းပြောပြီးသည်နှင့် ဟော်နန်းဆန်အိမ်တော်သို့စစ်ထောင်လိုင်းများရောက်လာပြီးအဲ့တဲတို့ကိုတီဘောတို့လာခွင့်မပြုကြောင်းတားမြစ်လိုက်ပိုင်ထိုမှနှစ်ရက်များတွင်မူစစ်ဘက်မှကြိုးကင်ထသောသတင်းစာတစ်စောင်းတွင်တီဘောမဟာဒေဝီနှင့်တွေ့ဖို့စူးစမ်းနေပါသော နေတိုးအဖွဲ့မှတရှိုလျောက်ကိုစစ်ထောင်လိုင်းများကတားမြစ်ခဲ့ရကြောင်းစောင်းပါတစ်စောင်းပါလာလေသည်နနက်ဝေလီဝေလီတွင် ခက်လန်းလန်းရှိဘုံကြီးကျောင်းမှာခေါင်းလောင်းတန်တို့ကျောင်းဖြစ်စေမြင့်အခါတန်ဆုံနာရီတန်တို့ကျောင်းဖြစ်စေသူဆန်ဒီမကြာခဏအိရာမနိုးလာတတ်သည်တခါတည်းရန်တနတ်တန်တို့ကရုံရင်းဆန်ခတ်ထွင်ပေါက်လာသည်လာအယောင်ဖြင့်ထင်ဟတ်သောရှင်ရှင်မြောမြောအရင်တို့စီဆူဆိုင်ကြည့်မိနေတိုင်းဝိညာဉ်တို့ကတည်င်းစကားတည်ဆောင်လာသူများဖြင့်သူမဘေးနာတွင် ကခုံနေသည်ဟုပင်ထင်မှတ်မိရာအဆုံးမဲ့သောညာပေါင်းများစွာကျော်လွန်လာသည်နှင့်အမျှတနည်းနည်းမိသားစုအလုံးပြန်ဆောင်ကြမည်ဆိုသောသူဆန်တီဤမျော်လင့်ရာကတဆတဆပုံပယ်ခဲ့ရပါ၏တို့ရရင်နနခင်းနေကြီးတို့နှင့်ထီတွေ့လိုက်ပြီးဆိုပြန်တော့မျော်လင့်ချက်က လက်တကန်းရောက်နေပြီးဆိုသောယုံကြည်မှုဖြင့် ဆိုင်နဲ့အဆက်အသွယ်ရဖို့သူမဘက်မှအလူအလဲစ조사အထောက်ရပြန်ပါ යි စัจကြဆိုင်ကိုစစ်တပ်အဖွဲ့ဝင်များကဖမ်းဆီးထိန်းသိမ်းထားသည့်နေ့ပတ်သက်ပြီးအာဒါပိုင်တို့ကဖာကြောင့်များညှင်းကွယ်နေပါကလေးတို့ဖြင့်တနင်္ခွနေနေ့တမနခင်ခရိယံဖာသာဝင်တို့ဖြစ်သောနိုင်နိုင်ကဖရာကြောင့်တက်ပြီးအပြန်တွင်မင်္ဂလာသတင်းတစ်ပုဒ်နှင့်သူဆန်နေထိုင်ရောက်လာခဲ့သည်မဟာဒေဝီ ကျမတန်ငယ်ချင်း Grace ကစော်ပွားလေးစကြဆိုင်ကိုဘာထူးမျိုးတက်ထဲမှာခဏခဏတွေ့တယ်လို့ပြောတယ်။သတင်းစာဖတ်နေရမှလက်တွင်ကင်ထားသောသတင်းစာဒီပင်ရုတ်တရက်လွတ်ကျသွားပြီးခလေးထိန်အမေအိုကြီးနိုင်နိုင်ကိုသူ့ဆန်ဒီစိုက်ကြည့်နေမိသည်။ထို့နောက်ကလေးထိန်နာမည်ကြီးကဆက်ပြောနေပြန်သည်။ကျမတငယ်ချင်း Grace နဲ့တွေ့ရကြတာကခင်ရီလူမျိုးတွေလေတွေ့ရကြတာဖိုးကြီးလွန်ခဲ့တဲ့၄ခါနှစ်က တို့နဲ့ကျမရန်ကုန်မှာအတူနေခဲ့ကြသေးတယ်။သူဆန်ဒီကအနားလာဖို့နိုင်နိုင်ကိုမျက်နှာထားနဲ့ပြောလိုက်ပြီးဘေးဘီဝဲရကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။ဘယ်သူမှမရှိမှန်းတေချာကမှနန်းနူနန်းနီကြီးကိုတီတိုမေးလိုက်သည်။နိုင်နိုင်အဲ့ဒီတငယ်ချင်းကဘာထူးကိုပြန်သွားမှာလား။သူဆန်ဒီတီတိုအမေကိုကောင်းစွာသဘောပေါက်သောအပြုံနဲ့နိုင်နိုင်ကခေါင်းနှိပ်ပြသည်။ သခင်မအတွက်ဆိုရင်ဘာမဆိုဆောင်ရွက်ပေးဖို့သူမအသင့်ရှိပါ යි မနက်မဟာဒေဝီမနက်ဖြန်နိုင်နိုင်ရဲ့တငယ်ချင်းကဘတ်စကားနဲ့ဘတ်ထူးကိုပြန်လိုက်မယ်ဒါဆိုရင်နိုင်နိုင်ရဲ့အနေနဲ့သူမစကားကိုအဆုံးမတက်ရသေးနိုင်နိုင်ကဖြတ်ပြောလိုက်သည်သူနဲ့ကျမလိုက်သွားမယ်သည်စောစောကပင်ဆုံးဖြတ်ထားပြီးပြီမို့နိုင်နိုင်ရဲ့စကားများကတိကျပြတ်သားမှုရှိပါ යි အိုး နိုင်နိုင်ကကျမအတွက်အဲ့ဒီလိုလုပ်ဖို့ဆုံးဖြတ်ထားတယ်ဟုတ်လားပြောင်းလဲနေတော့ပါကင်းနင်းကျန်းပေါ်သို့သူဆက်နေဆင်းထိုင်လိုက်ပြီးနိုင်နိုင်အရေးတွတ်နေပြီဖြစ်သောလက်ချောင်းလေးများကိုတင်းတင်းဆုပ်ကင်ထားလိုက်သည်နိုင်နိုင်ကအသက်84နှစ်ရှိသည့်တိုင်ဟော်နန်းမှာတစ္ဆာရှိရှိတာဝန်ထမ်းဆောင်နေစေမဟာဒေဝီကျမတငယ်ချင်းနဲ့စကားပြောပြပါဘီ ကျမလိုအဖွားကိုတယောက်အဖော်ပါလာတာဘယ်သူမှတန်လျာရှိမှာမဟုတ်ပါဘူးကိုယ်တိုင်သွားရတော့မဲ့ခကြီးတစ်ခုလိုအပျော်ကြီးပြွန်ရင်သူဆန်တီထခုံလိုက်သည်ပြီးနောက်တင်းငိမ့်သောမျက်နှာချဖြင့်ကျမ်းပြပေါ်ပြန်ချိုင်လိုက်ပြန်သည်နိုင်နိုင်ကျမစီကစားစောင်းယူသွားစော်ပွားလေးကိုတိတ်တိတ်ချာချာပေးခဲ့နော်ဆေးချပါမဟာဒေဝီကျမကိုယ်တိုင်ကိုကြဆုံဆန်းခဲ့ပါမယ်နိုင်နိုင်က ခေါင်းအကျဉ်းချင်းညိရင်သူဆန်ဒီကိုဂတိပေးနေသည်ထို့ပေမဲ့နိုင်နိုင်ကြည့်ရသည်မှာအသားရည်ဖြူရော်ရော်နှင့်ကောင်းကောင်းမှကျမ်းမာပါလိမ့်စားပြီးခဲ့တဲ့လအနေငယ်ကမှနလန်ထူနိုင်ခဲ့သည်မဟုတ်လားနိုင်နိုင် နေကောင်းရဲ့လားအခုခရီးရပြင်မမီအနေရည်လက်ရှိနိုင်နေနော်မဟာဒေဝီစိတ်မပူပါနဲ့ထာဝရဘုရားကဆောက်ရှောက်တော်မူမှာပါနောက်တနေ့နဲ့တွင် လာရှုမဆွေမျိုးများထံအလဲပတ်သွားသည်ဆိုသောအကြောင်းပြချက်ဖြင့်ဆိုင်အင်တော်ကြီးမှနိုင်နိုင်ထွက်ခွာသွားသည်ထို့ပေမဲ့သူဆန်ဒီမှာစိတ်မပြောင်းထွက်ခွာသားသည်မှာစိုးရင်တော်ကားတို့ဖြင့်တစုံတစ်ခုကိုစောင့်မျှော်နေရသည်ဒီတော်တွင်စစ်မမအရာရှိတယောက်ဟော်နန်းဆိုင်အင်တော်တို့ရောက်လာတိုင်းနိုင်နိုင်လှုပ်ဝက်ခရီးကိစ္စပေါ်များသွားပြီလားခြောက်ချားကြပြန်သလိုထောက်ပြန်ကြေညာချက်တစ်ခုနှင့်ပတ်သက်ပြီး သူမထက်မှလက်မှတ်ယူဖို့တော်လကောင်းနောက်ထပ်ရှာဖွေမှုတစ်ခုခုအတွက်တော်လကောင်းလာရောက်တည်ဆိုကမှသူဆန်ဒီလည်းဟင်ချရတော်သည်ဝါဒရဲ့အချုပ်ခန်းလေးအပြင်ဘက်မှစစ်ဖက်နှစ်တန်များကြားလိုက်ရသည်ဖြစ်ပြီးနောက်ဆုံးတွင်အရေးပါသောပုံကူတယောက်ယောက်တုတ်ထန်လာရောက်တွေ့ပြီးဟုအဆိုင်တိလိုက်သည်တုတ်ထန်လာရောက်စစ်ဆေးဖို့စူးစမ်းသောစစ်ဘိုးတို့ကိုညှင်းပယ်လိုက်သောကြောင့်ယခုလာသူမှာ အရှေ့ပိုင်းတိုင်းမူဘူမူကြီးမောင်ရွှေဖြစ်နိုင်သည် သူ့ကိုမေးမြန်းစစ်ဆေးလိုသူနှင့်နန်းနှချင်းဆိုင်မှုအတွက်မျက်ဖြာပေါ်မှထားလိုက်ပြီး မတည့်ရအနေထားဖြင့်တကားပေါက်ကိုစောင့်ကြည့်နေသည် မကြပါချင်းရုံရင်းကြမ်းတမ်းစွာဖွင့်လိုက်သောတကားပေါက်မှဘူမူကြီးတယောက်ဝင်လာသည်ထို့ပေမဲ့ဘူမူကြီးမောင်ရွှေမဟုတ်ဘူနေဝင်းကလက်သက်မွေးထားသည့်တပည့်ရင်းစစ်ထောက်လိုင်း၏အကြီးအကဲမောင်လွင် လူပုံကဝါဖိုင်ဖိုင်ကျန်းရှသောမှုစိတ်တို့ဖြင့်ထိုလူကိုဆိုင်းကောင်းကောင်းမှတ်မိပါ၏ထို့ပေမဲ့ဘုံမူးကြီးရှေ့ရောက်နေသူကမြင်နေတွေ့နေကြအကျဉ်းသားတို့၏ကိုနေကိုဟန်နှင့်မျက်နှာမျက်နှာနှင့်မျက်နှာထားမရှိ မဟာဆန်သောအင်ဒြေဖြင့်ဘုံမူးကြီးကိုခြေဆုံးကောင်းဖြားတည်နေစွာကြည့်နေရာဘုံမူးကြီးမှာအနေထိုင်ကျက်လာပြီး သူ့နောက်မှာပါလာသော လက်နက်ကိုင်စစ်သားတို့ကို အပြင်ထွက်နေကြဖို့ဘော့ဆက်ဆက်ပြောရင်တကားကိုပိတ်လိုက်သည်သူတို့နဲ့ရောက်ပြောဆိုမည်စကားကိုမြည်သူမြမကြားစေခြင်းပုံလဲရသည်ဦးစွာဖိုးဘူးမောင်လွေကမြမအခေါ်ဖြင့်စိုင်းမိုစော်ပွားခြင်းယူညီညွရင်စကားဝိုင်းကိုပျော့ပျော့ရွှင်ရွှင်ဖြစ်ဖို့ကြိုးစားနေသည်စော်ပွားခြင်းကြောက်လာရတဲ့ကိစ္စကစော်ဝါးကြီးနဲ့အပင်းယူလို့ရင် စော်မွားကြီးကိုလှပေးဖို့ရောက်လာတာပါစီဦးစီးကျုံနဲ့ကျုပ်တို့မှာအစီအစဉ်တစ်ခုရှိတယ်စော်မွားကြီးအတွက်ရောကျုပ်တို့အတွက်ပါအကျိုးရှိမှာပါကျုပ်တို့ထိုင်ပြီးဆွေးနွေးကြအောင်လားခမားထိုင်ကြထိုင်ပါကျုပ်အတွက်ပြဿနာမရှိပါဘူးဆိုင်ကမတက်ရက်လက်ပိုင်ရင်နမဲစိုးနဲ့ကြော်ကြားလာပါတော့စစ်ထောင်လိုက်အချီကဲဆိုသူကိုဆူဆိုင်ကြည့်နေသည်စော်ဘွားကြီး ကျွန်တော်လည်းအပူပေါင်းအလုံးလုပ်ဖို့စိတ်ဝင်စားမယ်ထင်ပါတယ်။ဘုံဘူးမောင်လင်းလေတန်ကတိတိတတ်သားပြော့ပြောင်းသွားပြီးစိုင်းထံမှပြန်လာမိစကားအတွက်ခိတတိတ်ဆိတ်နေပါတော့လေ။စိုင်းကတခေါ်တပါရာများမဟာရှမ်းမျိုးသားတို့ကအိုင်နော့ဟုခေါ်သောဘုံဘူးမောင်ရွှေကမအိမ်မလဲဖြစ်လာဟတူသည်။ကောင်းပြီလေ။ဒါဆိုလဲလူရင်းကိုပဲပြောမယ်။တော်လိုင်းရင်ကောင်စီနဲ့ပူပေါင်းမလား။ စော်ဘွားကြီးကိုနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့တရားစွဲရမလားရှင်စီယံကောင်းသောချင်းချောက်မှုကိုကြားလိုက်ရသည့်အတွက်ဘုံမူးမောင်လွင်ကိုစိုင်းတအံ့တအောငေးကြည့်နေရဒေါသလည်းမဖြစ်ထိတ်လန့်စိတ်နဲ့အလျင်မရှိတို့ပေမဲ့စိတ်ထဲရှိတာကိုတော့စိုင်းပြောချလိုက်သည်ခမည်းတော်ကတကယ်လုံမယ်ဗောဟုတ်တယ်ကျောက်ကတကယ်ပြောနေတာခမည်းတော်တော်လည်ရေးကောင်းစီကလှုပ်ချင်တာလှုပ်နိုင်ပါလိမ့်မယ် ဒါပေမဲ့တရားဥပဒေကတော့မျက်နှာလွဲနေမှာမဟုတ်ဘူး။စော်ဘွားကြီးပြောတဲ့တရားရုံးတွေဆိုတာကျုပ်တို့ယုံတွေဖြစ်သွားပြီ။ကျုပ်တို့ပြောတဲ့အတိုင်းတရားသူကြီးတွေကလုပ်ရမယ်ဒါပဲ။ပြီးတော့မင်းအချောင်းကိုလည်းငါတို့အများကြီးသိထားတယ်ကွာ။ဘာမြတ်လဲစော်စမ်းမအောင်။မင်းကအရှမ်းတပုံတွေကိုနောက်ကငွေကြေးထောက်ပံ့နေတယ်။စီးတော့အဖွဲနဲ့လှုပ်ဝက်ဆက်သွယ်နေတယ်။ပြီးတော့ရှမ်းတီကိုပြည်တော်စုကခွဲထွက်ဖို့ကြံစည်နေတယ်။ မင်းကတစ်စဖောက်ပဲဒီမောင်ပုံမှုကြီးခမည်းပြောသလိုသာကျုံအဲ့ကိစ္စတွေလုပ်ခဲ့မယ်ဆိုရင် ကျုံအနေနဲ့ဒီအချိန်ဒီနေရာရောက်နေစရာအကြောင်းမရှိဘူးဆိုင်းထက်မှမျောလင့်မထားသောထိုးနှက်တိုက်ခိုက်မှုများကြောင့်ဘုံမှုကြီးမျက်နှာတစ်ခုလုံးဒေါသရောင်ဖြင့်ချက်ချင်းညီရဲသွားပြီးချင်းချုပ်ထားသည်ဆိုတော့လေချင်းချုပ်တော့လေတဲ့ဖြင့်ငေါငန်းလိုက်သည်ငါတို့ကအမတ် ငါတို့ကိုအာခံဖို့မကြိုးစားနဲ့မိမ့်မိမ့်မနဲ့ကလေးတွေအားလုံးဒုက္ခရောက်သွားအောင်လှုပ်ပြလို့ရတယ်ကွဤစကလုံးများကစိုင်းအာနေချက်ကိုအသေးအချာချိန်ရွေ၍ပြစ်လွတ်လိုက်သောစကလုံးများဖြစ်လျာဒါဆိုခမရတို့လိုချင်တာပါလေဒီလိုမဖို့ဆိုသောထိပ်ပြုံးဖြင့်ပိုင်းတစ်ခုထဲမှစာရွက်တစ်ရက်ကိုထုတ်ယူလိုက်ပြီးစိုင်းထန်ကန်ပေးလိုက်သည်ကျော့မင်းတို့ရမကိစ္စဟောဒီစာရွက်မှာလက်မှတ်ထိုးဖို့ပဲ စာရွက်ကိုယူလိုက်ပြီးဝါတဲ့အတွင်းမှအလင်းရောင်ကြရဖက်သို့လျှောက်သွားပြီးနှာခေါင်းအောက်လျှော့ကျနေသောမျက်မှန်ကို အနေအထားတကျပြင်သူ့ကိုလက်မှတ်ထိုးခိုင်းစီခြင်းသောစာပါအကြောင်းအရာကိုဖတ်ကြည့်သည်ပြီးနောက်စာရွက်ကိုဗိုလ်မှူးကြီးထံပြန်ပေးလိုက်သည်ဒီစာရွက်မှာကျုပ်လက်မှတ်မထိုးနိုင်ပါဘူးကျုပ်လုံးဝသဘောမတူဘူးကောင်းပြီနောက်ဆက်တွဲဖြစ်လာမယ့်ကိစ္စတွေကိုစဉ်းစားနိုင်အောင် မင်းကအချိန်ပေးလိုက်မင်းပြီးရင်ငါပြန်လာခဲ့မင်းဖူမူကြီးကရုတ်ရက်ဆိုင်းရှိတ်တက်တက်စီခုံဝင်လိုက်ပြီးဆိုင်းမျက်မှန်ကိုမျက်နာမှမျက်မှန်ကိုဆက်ကနေဆွဲဖြုတ်လိုက်သည်ငါပြန်လာတဲ့အထိမင်းမမျက်နှာမျက်မှန်တက်စရာမလိုပါဘူးကွာအချိန်ပေးပြီးနားထောင်ပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်အပိုင်းဆက်ကိုဆက်လက်နိုင်စင်အားပေးကြပါဦး